မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါကျွန်တော်ရှေ့တစ်ခေါက်တုန်းကဒီ business skin care အဆင့်မှာရေးပါတယ် cleanser နဲ့ပတ်သက်လို့အများကြီးပြောပြပေးဘူးတယ်ပေါ့နော်ဒီတစ်ခေါက်ကလည်းဒီ business skin care မှာမရှိမဖြစ်ရေးပါတယ် moisturizer ပေါ့အဆူဓာတ်ဖြစ် cream အကြောင်းပြောပြပေးချင်တာဖြစ်ပါတယ်အဲ့တော့အဆူဓာတ်ဖြစ် cream ဆိုတော့တချို့ထင်ကြတာ dry skin အသားရေ၆တဲ့သူတွေအတွက်ပဲသုံးတာအားလုံးမလိုဘူးဆိုပြီးထင်တတ်ကြတယ်ဒီလိုမျိုးမဟုတ်ဘူးဒီ moisturizer ဆိုတာ all skin type ပေါ့နော်အသားရေအားလုံးအတွက်လိုအပ်တယ်တချို့ကကြတော့ ဟိုအစီပြန်တဲ့သူတွေကမော်ချူရီဇာသုံးဖို့မလိုဘူးလို့ထင်တတ်ကြတယ်။ဒါမှမဟုတ်ဒီ oily skin အစီပြန်သမားတွေမှာလည်း dehydrated ဖြစ်နေတဲ့ဟိုရေဓာတ်လိုနေတဲ့ရေပြားအမျိုးအစားတွေရှိတယ်ပေါ့နော်။ရေဓာတ်လိုနေတဲ့အခါမှာဒီ oily skin ဆိုပေမဲ့သူကအဆီကိုဖြည့်ဖို့အတွက်ပို့ပြီးတော့ရေဓာတ်ဖြည့်ဖို့အဆီပို့ထုတ်တယ်ဒီကမှာအရင်အဆီတွေပို့ပြန်လာတာမျိုးရှိတယ်။ဒါကမော်ချူရီဇာမသုံးလို့ဖြစ်တာမျိုးပေါ့နော်။အဲ့တော့ oily skin တွေမှာဆိုရင်လည်းသူ oily skin နဲ့အသင့်တော်မဲ့ moisturizer အမျိုးအစားကိုသုံးပေးဖို့လိုအပ်ပါတယ်။ တော့အသားရေရေတပ်ပြည့်ဝနေတယ်ဆိုတာပါလဲပေါ့နော်အဓိကတော့အသားရေရေတပ်ပြည့်ရယ်ဆိုတာရေပြားရဲ့အပေါ်ဆုံးလောကဖြစ်တဲ့ဒီ epidermis မှာပေါ့နော်ရေတပ်ပြည့်တာပေါ့ epidermis ကဒီရေတပ်30ရာခိုင်နှုန်းလောက်ကိုသူကထိမ့်သိမ်းထားတယ်ပေါ့နော်အဲ့တော့ဒီ epidermis မှာရေတပ်10%အောက်ယိုနေသွားပြီဆိုရင်ဒါ dry skin ဖြစ်သွားတယ်လို့ခေါ်ကြတာပေါ့အကျိုးဆက်အနေနဲ့ကတော့ဒီရေပြားရဲ့တာမန်လှုပ်ဆောင်ရွက်တွေအဲချို့ရင်းလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့မှုတဲ့ အများစုလုပ်ကြတဲ့ skin care routine ရဲ့ပထမဆုံးအဆင့် cleanser တွေပေါ့ဒီ cleanser တွေရဲ့အသားရေကိုတစ်ခါတလေမှာလွယ်ထက်ပို့ပြီးတော့ခြောက်သွားစေတာရှိတယ်။ဒါကြောင့်မျက်နှာသစ်ပြီးရင်နောက်က moisturizer လေးလိုက်ပြီးတော့လိမ့်ပေးဖို့လိုအပ်တာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ဒီ moisturizer တွေသုံးတဲ့အခါမှာသူ့မှာပါဝင်တဲ့ ingredient မျိုးစားတွေပေါ်မူတည်ပြီးတော့အဓိကအားဖြင့်တော့သုံးမျိုးခွဲလို့ရတယ်ပေါ့နော်။ပထမတစ်မျိုးက occlusive moisturizer လို့ခေါ်တယ်။ဒီ occlusive ဆိုတာကတော့သူကအဒီကအဆိုတက်ကို စီးလုတ်ပေးတာပေါ့မွေချာစီးလာတွေပေါ့နော်အပေါ်ကနေပြီးတော့အဆူတက်ထွက်မသွားအောင်ဖုံးအုပ်ပေးထားတဲ့ခေါင်းမျိုးတွေပေါ့သူကအရန်ပြင့်နေတဲ့အမျိုးအစားပေါ့နော်ကျွန်တော်တို့ occlusive moisture ဆိုတာမျိုးစားတွေကမြင်သာအောင်ပြောရရင်တော့ဒီ vaseline petroleum jelly လိုမျိုးဒါဒီ occlusive moisture ဆိုတာမျိုးစားသူ့လိမ့်လိုက်ရင်လုံးဝထူပစ်ပြီးတော့ပေါ့နော်အဆူတက်ကအောက်မှာအဲစီးလုတ်လိုက်တာပေါ့အဆူတက်ကိုပိတ်ထားလိုက်တာ ော့ဒီလို petroleum jelly လိုမျိုး occlusive မျိုးစားတွေอ่ะဆိုရင်ရေပြားပေါ်ရင်လောကနေပြီးတော့ဒီရေတက်ဆုံးရှုံးမှုပေါ့เนาะ transepidermal water loss ကို90%ရာခိုင်နှုန်းကျော်အထိသူကထိမ့်သိမ့်ပေးထားနိုင်လို့ဆိုတယ်အော်ဒီ petroleum jelly ပြီးတော့မှတခြား occlusive moisturizer မျိုးစားနေနဲ့ပြောရရင်ဒီ lanolin လို့နောက်ဒီ silicon diamond တကုံးလို့နောက် mineral wise တို့ပေါ့เนาะဓာမျိုးတွေပါဝင်ပါတယ်သူရဲ့အားနည်းချက်ကတော့အရန်ပြင့်နေတဲ့အတွက်ကြောင့်အဲလူတိုင်းသုံးမှုအတွက်မသင့်လျော်အဆင်မပြေနိုင်ဘူးပေါ့ဒုတိယ ingredient အမျိုးအစားကတော့ဒီ fumatant လို့ခေါ်တဲ့ moisturizer တွေပေါ့နော်ဒါတွေကတော့ကျွန်တော်တို့နေ့စဉ်သုံးစွဲနေတဲ့ moisturizer မျိုးစားတွေမှာတွေ့ရအများဆုံးမျိုးစားဖြစ်တဲ့သူကကြတော့ရှိမှပြောတဲ့ occlusive မျိုးစားလို့အရင်ပြင့်နေတာမျိုးမရှိဘူး heavy wine တွေမပါတဲ့အတွက်ကြောင့်ပေါ့ပေါ့ပါပါနဲ့ hot skin type ပေါ့နော်လူတိုင်းသုံးစွဲလို့အဆင်ပြေတယ်သူရဲ့လှုပ်ဆောင်တဲ့အလုပ်လုပ်ပုံကကြတော့အဓိကကသူက moisture absorber ပေါ့နော်အဆူဓာတ်ကိုဆုပ်ယူပေးတာဘယ်ကဆုပ်ယူလဲဆိုတော့ဒီအပြင်ပေါ့ environment ကရှိတဲ့အဆူဓာတ်တွေကိုလည်းအဲသူလိမ့်တိုင်းဆုပ်ယူပေးတယ်နောက်ပြီးတော့သူကဒီရေပြားမှာပဲ အတွင်းလော်မှာပေါ့အထူးသဖြင့် damage ကအဆူတက်တွေကို epidermis ကိုရအောင်ဆွဲတင်ပေးတယ်။သူကအတွင်းရောအပြင်ရောကအဆူတက်ကိုဆုပ်ယူပြီးတော့အဆူတက်ဖြည့်ပေးတဲ့သဘောပေါ့။အဲ့တော့ human dance mortuary မျိုးစားတွေကတော့တော်တော်များများမှာတစ်မျိုးမဟုတ်တစ်မျိုးကတော့ပါဖို့ပါတယ်။အဲဘလိုမျိုးစားတွေလဲဆိုကျွန်တော် glycerin တို့နောက်ဒီ hyaluronic acid တို့ propylene glycol တို့ butylene glycol တို့နောက်ဒီ urea တို့နောက် AHA AHA မှာဆိုလဲ glycolic acid တို့ lactic acid တို့ဆိုရင်လဲဒါ human dance အမျိုးအစား mortuary တွေလို့ပြောလို့ရပါတယ်။ တတရမျိုးစာ moisturizing ingredient တော့ဒီ emollient အမျိုးစားတွေပေါ့ emollient ဆိုတာဘာလဲဆိုတော့နားလည်လွယ်အောင်ပြောရအောင်တော့ချောမွေ့အောင်ကူညီတဲ့ကောင်တွေပေါ့နော်အဲ့တော့သူကအသားကြီးကိုနူးညံ့စေတယ်ချောမွေ့စေတယ်ကျွန်တော် moisturizer လိမ့်လိုက်လို့ချောချောလေးဖြစ်နေတယ်ဆိုတာဒီ emollient ingredient တွေအကြောင်းဖြစ်တယ်အဓိကသူ့ရဲ့ action လှုပ်ဆောင်ချက်ကတော့ lubricate ပေါ့နော်ချောမွေ့အောင်လုပ်ပေးတာပေါ့အဲ့တော့ emollient ကိုမှကျွန်တော်တို့တကယ်တော့ပိုင်းခွဲရမယ်ဆိုရင်၄မျိုးလောက်ထိထပ်ခွဲလို့ရသေးတယ်ဒါမှလည်းအဓိကရင်းနှီးပြီးသား အထက်ကအမိုလီယံအမျိုးစုံမော်ဂျူလာတွေပြောရရင်တော့ဒီ shear butter တို့ hyo ba wine တို့နောက် castor wine တို့ isopropyl permethate တို့နောက်ဓာတ်မန်တကုံတို့ဒီကောင်းတွေရဆိုရင်ဒီအမိုလီယံမော်ဂျူလာခေါင်းစဉ်အောက်မှာပါဝင်နေတဲ့အမျိုးစားတွေဖြစ်ပါတယ်။ဒီပြောထားတဲ့၃မျိုးကတော့အဓိကမော်ဂျူလာမှာပါတဲ့ ingredient main ingredient ၃မျိုးပေါ့နော်။ဒါအပြင်မှာမှ နောက်ပြီးတော့ပေါင်းထည့်တဲ့ normal additive အနေနဲ့ပါတာတွေရဆိုရင်အရင်ဆုံးကတော့ emulsifiers လို့ခေါ်တာပေါ့နော်သူကဒီ moisturizer တွေမှာရေနဲ့အဆီကိုတမမြတ်တောင်ရောပေးတာပေါ့ဒီထဲမှာဆိုရင်အဲဒီ sodium chloride sulfate လို့ SLS ပေါ့နော်ဒီလိုကောင်းနေပါတယ်နောက် palmitic acid တို့အဲ stearic acid တို့ stearin alcohol တို့ propylene glycol တို့ဒီလိုမျိုးကောင်းနေပေါ့ဒါတွေကတော့ emulsifier အနေနဲ့ပါတတ်တယ်နောက်ပြီးတော့ preservative တွေပါတာပေါ့ preservative ကကြတော့ဘာအတွက်ပါတာလဲဆိုတော့များသောအားဖြင့်ဒီ moisturizer တွေမှာ water content ပေါ့နော်ရေဓာတ်ကပါဖို့ပါတယ်ဆိုတတ်ဖြစ်ဘူးဆိုတော့အဲ့တော့ရေပါလာပြီဆိုရင်ဘက်တီးရီးယားပုံမွားပေါက်ဖွားနိုင်တဲ့ရာဂိုင်းတွေကရှိတယ်အဲ့တော့ဒီလိုမျိုးမပေါက်ဖွားဖို့အတွက်ကျွန်တော်တို့က moisture ဆိုင်မှာတခြား preservative တွေထည့်ရတာပေါ့နော်ပုံမွားမပေါက်ဖွားအောင်ထိန်းသိမ်းဖို့ပေါ့ဒါအပြင် fragrance လို့ခေါ်တဲ့အနံ့သက်တွေပါမယ်ဒါကတော့အနံ့သက်ကြိုက်တဲ့သူတွေကိုဆွဲဆောင်မှုပေါ့နော်အဲ့တခုတတိဒါမှာအနန္တပါလာရင်တခါလေးမှာ sensitive ဖြစ်တတ်တဲ့အသားရဲ့အတွက်ကမကိုက်ပြန်ဘူးပေါ့။ဒါအပြင်တချို့ကကြတော့ ဒိုင်းဆန် pigments ပေါ့နော်ဒီအရောင်လေးတွေပေါအောင်အရောင်ထည့်တာရရှိမယ်ဒါတွေကတော့ moisturizer ပေါ့တော့တိတ်တက်အောင်မရှိပါဘူးကျွန်တော်ကတော့အရောင်ပါတာတွေကျွန်တော်တော့တိတ်မကြိုက်ဘူး moisturizer ထဲမှာဆိုရင်ဒီလိုမျိုး normally ပါတတ်တဲ့တာမန် additive တွေအပြင်နောက် special additive တွေပေါ့ဘာတွေလဲဆိုတော့ဟို lipids တွေပေါ့ဥမာ skin barrier ပြတ်နေတဲ့ဆိုတော့အထူးသဖြင့်ထုတ်လုပ်ထားတဲ့ moisturizer တွေမှာဆိုရင်ဒီ ceramide တွေပါတာနောက် ဖက်တီအက်ဆစ်တွေပါတာကိုလက်စထရောပါတာပေါ့ဒါမျိုးတွေရှိမယ်ချို့မွိုက်ချာတာတွေကြတော့ဒီအန်တီအေဂျင့်တွေကောင်းတဲ့ active တွေထည့်တာပေါ့နော်ဥပမာဒီ AHA ပါတာတို့ vitamins တွေနောက်ဒီ herbal ingredient တွေပါတာမျိုးတွေဒါတွေရှိမယ်တချို့ကြတော့ဒီ moisturizer နဲ့ sunscreen ပေါ့နော်တက်လက်စားတဲ့ပေါင်းပြီးတော့ပါတာပေါ့2 in 1ပစ္စည်းမျိုးစားတွေအချို့ moisturizer တွေကြတော့အဲကျွန်တော်တို့အကြိုက်များတဲ့ skin lightening ပေါ့ အသားရည်ဖြူမှုအတွက်ပါအသားရည်ဖြူစေတဲ့ ingredient ဖြစ်တဲ့ဥပမာ vitamin C တို့ niacinamide တို့ပေါင်းထည့်ထားတာတွေရှိနိုင်တယ်။တခြားဒီ botanical extract တွေနောက်ဒီ herbal extract တွေပေါင်းထည့်တာမျိုးတွေမှာဆိုရင်ဥပမာဒီ aloe vera လိုမျိုးလေးတွေပါတာ allantoin တို့နောက် oak leaf တို့ antioxidant ပါတာမျိုးလေးတွေဒါမျိုးလေးတွေက special ingredient အနေနဲ့ပေါင်းထည့်လို့ရတာလေးတွေရှိပါတယ်။ဒီလို moisturizer တွေမျိုးစားတွေလည်းဈေးကွက်ထဲမှာအများကြီးရှိပါတယ်။ပြီးတော့ကျွန်တော်အခုပြောတာတွေကတော့အဓိက ingredient တွေပုံမူတည်ပြီးတော့ moisturizer မျိုးစားတွေကို ြောပြတာပါအဲဒီ ingredient အပြင်ပေါ့နော်သူရဲ့ process ပုံပေါ့ formulation ပုံမူတည်ပြီးတော့ခွဲလို့ရရလဲရှိရဥမာ ointment ပေါ့နော်အစီအနေနဲ့လာရရှိမယ် cream အနေနဲ့လာရမော်ချိုရီရှိမယ် gel တိုက်အနေနဲ့လာတာရှိမယ်နောက် lotion အနေနဲ့လာတာပေါ့နော်ဒီလိုမျိုးမျိုးမျိုးပြန်ပြီးခွဲလို့ရသေးတယ်အဲ့တော့ဒီလို formulation ပုံစံတက်ချာရီပုံမူတည်ပြီးတော့မှကို skin type အတွက်ရွေးချယ်ရမှာဖြစ်တယ်။ဟိုမှာ core skin type ကဟိုမှာ oily skin လာပါတော့။ oily skin ဆိုရင် gel type water based moisturizer လေးကိုရွေးမယ်နောက် dry skin ဆိုရင်တော့ပို့ပြီးတော့ပြပြနေနေရှိတဲ့ cream type သုံးမယ်နောက် sensitive skin ဖြစ်နေတဲ့ skin barrier ပြတ်နေတယ်ဆိုရင်တော့ ceramide para မျိုးရှေ့မှာပြောခဲ့တဲ့ဒီ lipid ဖြည့်ဆည်းပေးမယ် barrier ပြန်ပြီး repair လုပ်ပေးမယ် moisturizer လေးသုံးတာမျိုးသုံးပေးရမယ်ဟိုက normal skin ပေါ့နော်ဟိုပုံမှန် style ဆိုရင်တော့ရွေးချက်စရာပိုများတာပေါ့ဒါမဲ့ဒါမဲ့အားဖြင့်တော့ အဲပေါ့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  water based moisturizer လေးရ normal skin အတွက်လည်းအဆင်ပြေပါတယ်ဒါပေမဲ့အသက်အရွယ်ကြီးလာတဲ့အသားအရမ်းခြောက်တက်တဲ့သူတွေအတွက်ဆိုရင်တော့ရှေ့ဆုံးမှာပြောခဲ့တဲ့ဒီ petroleum based ပေါ့နော်ဥမာ occlusive moisturizer မျိုးစားတွေကိုလည်းသုံးမယ်ဆိုရင်သုံးပေးလို့ရနိုင်တာမျိုးတွေရှိပါတယ်။နောက်ပြီးတော့ဒီ special additive တွေမှာတော့ကိုယ့်ရဲ့လိုအပ်ချက်လိုက်ပေါ့ကိုကဖြူကျင်တာဒါမှမဟုတ် anti oxidant တွေထည့်သုံးကျင်တာ anti aging ingredient တွေပါကျင်တာဒီပေါ်မူတည်ပြီးတော့ ရွေးချယ်သွားရမှာဖြစ်ပါတယ်။ဒါလောက်ဆိုရင်တော့ကျွန်တော်ဒီ moisturizer တွေနဲ့ပတ်သက်လို့တော်တော်လေးစုံစမ်းနေနေတော့ရှိသွားပြီပေါ့နော်။အဲ့တော့ခု moisturizer ရွေးချယ်တော့မယ်ဆိုရင်ကျွန်တော်အဓိကအကြံပေးချင်တာကတော့ပထမကိုယ်အသားရင်နဲ့ကန့်ကြီးတဲ့ moisturizer ဖြစ်ဖို့လိုတယ်။နောက်ကိုယ်လိုအပ်ချက်ပေါ့နော်။လိုအပ်ချက်ဆိုတာကိုယ်ဝတ်ချံသမားဝတ်ချံဆေးတောက်ဆေးလိမ့်နေရတယ်ဆိုရင်ဒါကိုဖြည့်ဆည်းပေးမယ့် moisturizer မျိုးပေါ့။ moisturizer လိမ့်ပြီဆိုရင်အကောင်းဆုံးအကြံပေးချင်တာရေချိုးတာဆိုလဲရေချိုးတာပေါ့နော်။ဒါမှမင်းနဲ့တစ်လဲတစ်တာပေါ့။ အဲ့ရေချိုးမျက်နှာတက်ပြီးတော့3မိနစ်လောက်အတွင်းမှာလိမ့်မယ်ဆိုရင်ပို့ပြီးတော့ထိရောက်တယ်တချို့ကျတော့လက်အသားရေချောက်တက်တဲ့သူတွေဆက်ပြခဏခဏခံရတဲ့သူတွေရှိတယ်အဲ့တော့အဲဒီ hand အတွက်လက်အတွက် moisturizer တွေလိမ့်မယ်ဆိုရင်လည်းအများနဲ့လက်စေးပြီးတိုင်းပြန်ပြန်သုံးပြန်ပြန်လိမ့်ပေါ့နော်တနည်းကိုနှစ်ချိန်လောက်တော့ moisturizer သုံးပေးတဲ့တချို့ moisturizer တွေကမျက်နှာရောခန္ဓာကိုယ်ရောသုံးလို့ရတာရှိတယ်တချို့ကျတော့ခန္ဓာကိုယ်အတွက်ပဲအဲ့တော့ကျွန်တော်ခန္ဓာကိုယ်အတွက်သုံးတဲ့ moisturizer တွေကမျက်နှာမှာသွားသုံးတာမျိုးမဖြစ်စေချင်ဘူး အဲ့တော့တည်တံ့ပေါ့เนาะအများရန်တူမနေတဲ့အတွက်ကြောင့်ဒါမျိုးလေးလည်းတတိထားပေးပါတယောက်နဲ့တယောက်အသားရေအများရန်တစ်ခုမဟုတ်တစ်ခု꿰ပြားနိုင်တဲ့အတွက်သူနဲ့အဆင်ပြေမယ်ကိုနဲ့အဆင်ပြေခြင်းမှပြေပါလေအဲ့တော့ကိုနဲ့အသင့်တော်ဆုံးဖြစ်မဲ့ moisturizer ကိုရွေးချယ်ဖို့တော့လိုတယ်တစ်ခါတလေမှအချိန်ပေးရွေးရတာပေါ့เนาะဟိုသုံးကြီးလို့အဆင်မပြေရင်နောက်ပြောင်းသုံးပေါ့ဒီလိုမှမဟုတ်ဘူးသုံးနေတာအဆင်ပြေရဲဆိုလဲဒါလေးကိုပဲဆွဲသုံးတာမျိုးသို့တော်လည်းအဲဒီ moisturizer သုံးတဲ့အခါမှာဒီပြင်ပပတ်ဝန်းကျင်ရာသီဥတုပေါ်မူတည်ပြီးတော့လေရာသီ light ပေါ့เนาะ moisturizer ြောင်းလဲသုံးဆွဲပေးရတာမျိုးတွေလည်းရှိပါတယ်။ကဲဒီလောက်ဆိုရင်တော့ဒီ moisturizer တွေကဘာလို့အရေးပါလဲ။ကိုယ့်ရဲ့နေ့စဉ် skin care routine မှာဘာဖြစ်လို့ထည့်သွင်းအသုံးပြုသင့်လဲဆိုတာလေးကိုသိသွားနိုင်လိမ့်မယ်လို့ထင်ပါတယ်။